မင်္ဂလာပါညလေးမင်္ဂလာပါဟုတ်ကဲ့ပရိသတ်တွေအရင်ဦးဆုံးမိတ်ဆက်စကားလေးပြောပြပါအောင်အာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျမကတော့မော်ရယ် I'm sign လူပါဒီနေ့ပေါ်တော့ခင်ပြိုမဒီအစီအစဉ်မှာပါဝင်ခွင့်ရတဲ့အတွက်လည်းအမြဲဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။စီစစ်တမာတယ်မမသမီးငယ်လေးကအားပေးရတယ်ရေမမ။အဲချက်ချက်ကိုငယ်ချလိုက်တယ်။ဒီမပေါ်တော့ပါ။မလည်းကွာ။မမနော်။ဟုတ်တယ်။ဆိုင်းလို့ဆိုအနုပညာတက်တန်းနော်။ ကြာပြီကြာပြီကြာပြီလောကမှာဆိုင်းလူအမှုပညာတက်တန်းဆိုရင်10နှစ်ကျော်လောက်ရှိပြီ16နှစ်ကလေးကနေလောက်ခဲ့တာဆိုတော့10ဆနှစ်ကျော်ပြီနော်10ဆနှစ်ကျော်ပြီ personal စပြီးတော့ဝင်နေတယ်ဆိုင်းလူကအင်တာဗျူးတွေလုပ်တဲ့အချိန်မှာဆိုင်းလူ show ဝင်မှာတော့အင်တာဗျူးတွေမိခဲ့ဘူးတယ်ဟုတ်တယ် တတိထားပြီးအဆိုင်လို့ပူပူလှလာပူလှလာပူပူပူပြီးလှလာပြည့်လေခုနောက်ပိုင်းတော့နည်းနည်းလေးပုံစံ elegant ပုံဖြစ်လာဟုတ်တယ်အဲ့ပူပြီးလဲ smart ဖြစ်လာ smart ပုံဖြစ်လာဟုတ်အဆိုင်လို့ fashion ပုံစံနည်းနည်း change သွားတာပေါ့ the body လည်းနည်းနည်း change သွားသလားလို့အဲ့ဟုတ်တယ် body ကြတော့အဆိုင်လို့ကျွန်မသိတယ်နော်နည်းအဆိုင်လို့ gym လည်းအရန်စော်တယ် gym လည်းစော်တယ်ပြီးတော့ခုနောက်ပိုင်း pilates လည်းပြန်စော်တာပေါ့နော်နှစ်ခုစလုံးစော်တယ်အဲ့ဒါပူပူလှလာဟုတ်ကဲ့ဆိုတော့ပြဆိုင်လူလေးဟို face off မြန်မာစပြိုင်သေးရေနော်ဟို ပူပြိုင်ပြိုင်နေရတယ်ဝင်ပြိုင်ခဲ့ဦးရယ်နော်ဟုတ်တယ်စမ်းလူလေးအရင်တော့ပြိုင်ပွဲတွေတော်တော်များများပြိုင်နေ Miss ပွဲလည်းပြိုင်နေ Face of မြန်မာဆိုစမ်းလူကိုရီးယားမှာလည်းတော့ပြိုင်ခဲ့တယ်အဲ့တုန်းကဟိုထုံးကိုစုရခဲ့တာစမ်းလူလည်းအဲ့ဒါရိုးရဝတ်စုံလေးနဲ့ပြိုင်သေးတာနော်อืมဟုတ်တယ်ကချင်ရိုးရဝတ်စုံလေးနဲ့တော့ပြိုင်ဖြစ်သေးတယ်ကျွန်မဘယ်လောက်ထိတော့ memory မှတ်မိနေတယ်ဆိုတာเนาะ youtube ပေါ်ပတ်လိုက်တော့ကဲ ဖန်နော်ဖန်ဖန်ဖန်ငယ်နော်ဖန်ချေကျွန်မငယ်ငယ်လေးအလိုရှောက်ကျင်တာလေမဖြစ်ဘူးလေဆိုလေဟိုင်ဂျင်းနဲ့လေမိုက်ရိုမိုက်ဟုတ်တယ်ဘလင်းအရလာတယ်ဟုတ်တယ်ဟုတ်တယ်အရလာတယ်ကဲပြန်ကြည့်ရမယ်ပြန်ကြည့်ရလေအသားရေမျက်နှာစကင်အရလာတော့ဒါတော့ဟိုကျမကြီးလိုက်စားတာပေါ့နော်ကျမကြီးလိုက်စားတဲ့အတွက်ကြောင့်ပါစိုက်လို့လဲလာပါတော့မိုက်ပါတော့ကိတ်ပါတယ်အချင်းချင်းနော်အဲအဲအဲအသားလေးစိုက်ပါအချင်းချင်းနေပဲပြောနေကြအဲ ကဲအဲ့တော့လက်တော်ဆိုင်လူဘာတွေလုပ်ဖြစ်နေလဲအာဆိုင်လူအခုတလောပေါ့နော်နင်းစီစူးဆိုတဲ့ဒီ series လေးရိုက်ဖြစ်နေတယ်အာအပေးရပါမယ်ပြုတ်ဆောင်ဘက်ကို model super model ကနေပြီးတော့အခုတူတူရုပ်ဆောင်ဘက်ကိုကမာလီကလှမ်းလှမ်းနေပြီလှမ်းဟဲ့ဝေးတဲ့ချင်းလို့ပေါ့လှမ်းနေပြီဆိုချစ်တလန်တူပေါ့နော်အာဆိုင်လူတို့ဒီအခုနင်းစီစူးမှဆိုရင်ဆိုင်လူနဲ့အတူ migrate ရောပြီးရော d ရောပါထားတယ်ဆိုင်လူတို့၃ယောက်ပေါ့နော်အဲ့ဒါလေးရိုက်နေတယ် Charlie အန်ချာလီလည်းပါတယ်ပြီးတော့ဟန်နရီဆန်လည်းပါတယ်နေထွတ်လည်းပါတယ်ဟုတ်ကဲ့ပါအော်ကတော့ပဲပြီးတာအဲ့အင်တာဗျူးကြည့်လိုက်ရတယ်အော်ဟုတ်တယ်ဟုတ်တယ်ဆယ်ရက်ဘောနော်ဒီလိုမျိုး model တယောက်နဲ့ miss တယောက်နဲ့တရုပ်ဆောင်တယောက်နဲ့၃ယောက်ပေါ့နော်ပုံမှန်အဖြစ်တော့၂ယောက်တည်းရှင်ဒါပေမဲ့တကယ်ကြတော့ miss လည်းပြိုင်ခဲ့ဘူးလေ model မှာလည်းတကယ် super ပေါ့ပေါ့ရောက်လည်းဖြစ်တဲ့ဒါ super model တန်းထဲမှာလည်းတစ်ခုပါတယ်အခုဆိုလည်းတရုပ်ဆောင်ဘက်ကို ဟိုခြေဦးတဲ့နေပြီဆိုတဲ့ခါကျတော့ဒီ၃ခုထဲမှာဆိုင်းလူအတွက်ကဘယ်ဟာပိုခက်ခဲလဲပြီးတော့အဲ့မှာအားနေချက်အားသာချက်မတူညီတာလေးတွေကိုလေနည်းနည်းလေးတစ်ခုချင်းစီလေးတွေရှင်းပြပေးပါနော်ဒါမဲ့ရိုးဆက်တက်ညီမလေးတွေအတွက်ပေါ့อืมဟောဒါတော့ဆိုင်းလူရဲ့အတွေ့အကြုံရဆိုရင်ပေါ့ဒီအိုက်တင်ပိုင်းကတော့ဆိုင်းလူအတွက်ပို့ပြီးတော့ challenge ဖြစ်တယ်လို့ပို့ပြောလို့ရမယ်မော်ဒယ်လင်းကြတော့ဆိုင်းလူကအရင်ကလေးကနေ photoshoot လုံရရလဲကြိုက်တယ်တက်ပုံရရလဲကြိုက်တယ်ဆိုတော့စိုင်းလူတော့ကတော့အခက်ခဲတော့မရှိဘူးပေါ့နော် miss ကြတော့လဲอืมစိုင်းလူပြန်ပြန်ခဲ့ဘူးတဲ့အနေထားရဆိုရင်ပေါ့နော် miss တွေဆိုရင်နည်းနည်းဒီအမျိုးသမီးလေးတွေအတွက်ပေါ့နော်လူငယ်တွေအတွက်ကတော့နည်းနည်း idol ပုံဖြစ်ရတယ်ကိုယ့်ရဲ့ဒီစကားပြောပုံကအစားပြီးရင်လူများတွေပေါ်ဘယ်လိုမျိုး influence လုပ်နိုင်လဲပို့ပြီးတော့ educated ပေါ့နော်စကားပြောတဲ့ဟာလေးတွေအဲ့လိုမျိုးတွေတော့ရှင်ပြီးတော့ တတိထားမိတယ်ပေါ့နော် model ဆိုရင်တော့ကိုကြိုက်တဲ့ fashion ကိုဝတ်လို့ရတယ်တည့်ရမလည်းနဲ့အဲ့လိုမျိုး hot 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 လေးလည်းဝတ်လို့လည်းရတယ် miss ကြတော့အဲ့လိုမျိုးတော့လုပ်လို့မရတော့ဘာလို့ဆိုသူစီမှာ responsibility ကအများကြီးရှိသွားပြီကိုကတည့်ရဒီ role ပေါ်မှာမူတည်ပြီးတော့သူဘယ်လိုမျိုးဗားရီဆက်လုပ်နိုင်မလဲပေါ့အဲ့လိုတော့ဆိုင်းလို့မြင်တယ်ပြတော့ဆိုင်တော့ကိုလေအခုဆိုရင် model တွေဆိုအရန် model model ဆိုပြီးတော့အစ်စ်ကလေးတွေအများကြီးထွက်လာတယ်ပေါ့နော်အဲ့လိုမျိုး မော်ဒယ်တယောက်မှာရှိသင့်ရှိတိုက်တဲ့သူရဲ့ power သူရဲ့ဒီဘယ်လိုပြောမလဲစူးစမ်းအားထုတ်မှုတွေသူရဲ့သတ်မှတ်ထားတဲ့စံနှုန်းကအဲအဲ့ဒါတွေကဘာတွေမြန်းအများဆုံးဖြစ်နိုင်မလဲပေါ့ကျိုးစင်ကတ်ဝတ်ဟို show ဝတ်တဝဲလျှောက်တာနဲ့သူရဲ့ super model တို့ model တို့ကအဲ့လိုတက်ကြအဲ့ဒါကိုဆိုင်းလို့အနေနဲ့ဆိုဘယ်လိုမြင်လဲပေါ့อืม ဆိုင်လူအရန်ကြီးတော့လေအသက်အကျွမ်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဆိုင်လူတည်ရတလောက်ဆိုရင် model တယောက်ဖြစ်ဖို့အတွက်ဆိုရင်ပေါ့နော်အရန် passionate ဖြစ်ရမယ်ပြီးရင်ဒီ catwalk ကစ catwalk catwalk ရောပြီးရင်ကိုယ့်ရဲ့ဒီ ဆိုင်လို့အရင် interview တွေမှာလည်းဖြေတော့ဖြေဘူးသလိုပဲအဲ့ editorial ပိုင်းနေပေါ့ဒီမှာကျတော့ဒီ editorial photoshoot တွေဆိုရင်လည်းတိတ်တော့လဲမလုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှန်းလဲဆိုတာမသိကြဘူးပေါ့နော် model ကအဲ့မှာအဓိကစကားပြောတယ် editorial သူဘယ်လောက်ထိလုတ်နိုင်လဲဘယ်လောက်ထိသူ photoshoot တစ်ခုကိုပေါ့နော်အဲ့လိုမျိုးစဉ်းစားမိတာပေါ့ ပြောနောက်တစ်ခုရှိသေးတယ်ဆိုင်းလူဟာလေကိုပဲမိလိုက်တော့ဘူးသူဖန်ဖြစ်နေတော့လေဆိုင်းလူထားပါတော့ fashion fashion week day paris fashion week day သွားရဲဆိုရင်လည်းဆိုင်းဆိုင်းလူဝတ်ထားတဲ့ဟို fashion ပုံစံမျိုးတွေဆိုရင်လည်းအားလုံးက appreciate လုပ်ခံကြတာမျိုးရှိရယ်အပြီးတော့ဆိုင်းလူ oversee သွားရဲဆိုရင်လည်းဆိုင်းလူဝတ်တဲ့အဲ့လိုအဲဒီလိုမျိုး stocking ပုံစံမျိုးတွေနဲ့အဲ့လိုမျိုးအင်ဂျီ fashion ပုံစံမျိုးတွေဆိုလည်း link ကြည့်ရတယ်ဗောနော်အဲ့တော့ဒီ fashion week သွားတော့ဟာလေးကိုအရင်မေးလိုက်မယ် Paris fashion week မှာဆိုင်းလူသွားတော့ဆိုရင်ဘာပြောဆိုင်းလူရဲ့ fashion ကိုအားလုံးကအရန်ကြိုက်ကြတယ်ကြိုက်ကြတယ်ဟုတ်တယ်အဲ့ပုံလေးမှတ်မိသေးလားမမှတ်မိတယ်မှတ်မိတယ်အဲ့လိုမျိုးတက်ရဒီနိုင်ငံတကာကဒီ super model တွေရော celebrity တွေရောဒီလိုမျိုးပွဲတွေမှာတက်ကြအောင်ဆိုတော့အဲ့လိုသွားတဲ့အချိန်မှာဆိုင်းလူရှင်ထဲမှာဖြစ်လာတဲ့ mood တစ်ခုပေါ့ ဘာလဲဘယ်လိုမျိုးဒီလိုမျိုးလူနိုင်ငံတကာနဲ့လူမျိုး fashion week တွေမှာစုံနိုင်ငံတကာသွားလို့လူ fashion week တွေမှာတကယ် international model တွေ international celebrity နဲ့တွေ့တဲ့အခါမျိုးနဲ့ကိုဝတ်ထားတဲ့ fashion ကိုအားလုံးကပို့ပြီးတော့ကိုသတိထားမိလာတယ်ဆိုတဲ့အချိန်မှာဆိုင်းလူရဲ့စိတ်ထဲမှာဖြစ်လာတဲ့ပျော်ရွှင်မှုဝမ်းသာမှုတွေအဲ့လိုမျိုးလေးအဲ့လို sharing လုပ်ပေးပါအဲ့ fashion အတွက်လည်းကိုကိုဘယ်လောက်ထိအားဆက်ရလဲဘယ်လောက်ထိကိုကိုယုံကြည်မှုရှိအောင်ဘယ်လိုမျိုး movement အနေနဲ့နေလဲပေါ့အဲ့လိုမျိုးอืมဟုတ် အာဆိုင်းလူဒီ Paris Fashion Week အကြောင်းပြန်ပြောရမယ်ဆိုရင်ပေါ့နော်အာဆိုင်းလူတို့အဲ့တုန်းကဆိုင်းလူတို့ team 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 ပေါ့နော် stylist ရယ် designer ရယ်ဆိုင်းလူတို့တခြားကိုတိုင်ပင်ပြီးတော့လုပ်ခဲ့လိုက်တယ်ဆိုင်းလူတို့မမရရဆိုရင်ဒီအင်းဒီအနီအောင်လေးပေါ့နော်သူတို့အဲ့လိုမျိုးနိုင်ငံတကာရဲ့ဒီ international news တွေမှာလည်းတွေ့တွေ့ဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးခါဆိုအရင်တော့လည်းပီတိလည်းဖြစ်တယ် ပြီးတော့အဲ့တော့ designer ကလည်းစိုင်းလူနဲ့လိုက်မဲ့ပုံစံကိုသူကကိုယ်တိုင်ကိုလည်းစင်မြန်ပေးလိုက်တာပေါ့နော်ပြီးရင်စိုင်းလူကအမြဲလည်းကိုလိုချင်တဲ့ပုံစံကိုလည်းအမြဲပြန်ပြောတယ်ငငယ်လေးလေးကနေ fashion ကိုလည်းအရန်ကြိုက်တယ်အလှပလည်းအရန်ကြိုက်တာ make up လည်းလိမ့်တတ်တယ်နော် make up လည်းလိမ့်တတ်တယ်ပြီးရင်အဲ့လိုမျိုးကိုကိုကိုဘာဝတ်ချင်လဲကိုဘာလုပ်ချင်လဲဆိုတာကိုကိုသိတယ် အဲ့လိုမျိုးပေါ့အဲ့ခါဆိုတော့ဒီတိုင်ပြင်တဲ့ဆိုင်းတို့ဘက်ကလိုချင်တဲ့ဟာတွေဒီလိုဒီလိုရှိတယ်အဲ့လိုမျိုးတိုင်ပြင်တဲ့ခါကျတော့ sketch ဆွဲပေးပြီးတော့အဆင်ပြေသွားတာအဲ့လိုမျိုးလေးတယ်ကို idea ရောအကုန်လုံးနဲ့အကုန်လုံး collaborate လုပ်လိုက်တဲ့အခါကျတော့ပို့ပြီးတော့အကူကြိုက်တာရောသူတို့ဖြစ်ချင်တာလေးအဲ့လိုမျိုးတိုင်ပင်ပြီးလုပ်ပြတာဟုတ်တယ်ဟုတ်တယ်ဥမာ fashion design တခုပေါ့နော် ဒီပွဲတစ်ခုအတွက်တက်မယ်ဆိုရင်တယောက်တည်းစဉ်းစားတာထက်စာရင်လူ၃ယောက်ရဲ့ဒီ design ကိုစဉ်းစားလိုက်တာပို့ပြီးတော့ကောင်းတာပေါ့အဲ့ထဲမှာမှအချင်းချင်းပြောကြမယ်ဟာဒီရလိုမယ်ပြီးရင်အယောင်ပေါ့အယောင်တွေကစပြန်ခွဲလိုက်တာအဲ့လိုမျိုးလေးသူတောင်းဝင်တဲ့သူခွဲပြီးတော့ကုန်စီစဉ်လာဟုတ်တယ်ဟုတ်တယ်ကမတ်တစင်မေးုံကျမကသူ့ fan ဖြစ်တော့ကာကြီးရအောင်ကိုကတည်နေလေဟုတ်တယ်နော်နောက်ဟိုဆိုင်းလွာကြတော့လေဒီဟိုးရင်ကလေးကအခုအချိန်ထိကိုလေဘာလဲဆိုတော့အဲ့ဒီဆိုင်းလွာရဲ့ fashion ကိုဟိုလုံးဝ အပိုက်စားဖြစ်အောင်အဲ့လိုလူတွေအားကြရကွာဒီလားဆိုင်းလူဝုတ်ပြီဆိုရင်ကွာအဲ့ဒါ trend ဖြစ်တယ်လို့အမကထင်တယ်အဲ့အဲ့ဒါကိုသဘောအရမ်းကြရတယ်။နောက်ဟိုအမတို့ဒီခင်မျိုးမဒီအစီအစဉ်မှာထူအောင်လာတော့ကအမတို့အဲ့တုန်းကအဲမေကုန်းနေထဲမှာပါတယ်ကွာ။ဘာလဲဆိုတော့အဲ့လိုမြန်မာနိုင်ငံက model တွေကကိုကြိုက်တဲ့ကိုကြိုက်နှစ်တက်တဲ့ပေါ့နော်ပုံစံရှိတဲ့ model ကိုရွေးဖို့ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာသူ I'm sign လို့ရွေးသွားတယ်။ อืมตัวชี้ตัวဟုတ်တယ်အဲ့သူအဲ့ fashion တွေကိုလည်းကြိုက်တယ်ပေါ့เนาะအဲဆိုင်းလူကအဲ့လိုလမ်းနေကွာအဲ့လိုပြောခင်စကားပြောမယ်လမ်းနေပေါ့เนาะအဲ့တော့ကိုယ့်ရဲ့ fashion တွေနဲ့ပတ်သက်ပြီးတော့အများနဲ့ update ဖြစ်နေအောင်အဲ့ဒါညနေပတ်သက်ပြီးတော့ဆိုင်းလူဘယ်လိုမျိုးပြင်ဆင်လဲပေါ့အဲ့ဒါလေးသိချင်တာอืมဟုတ်ဆိုင်းလူဒီ fashion တွေနဲ့ပတ်သက်ရင်ဆိုင်းလူရဲ့အရန် idol ပေါ့เนาะ Rihanna အာ Rihanna Rihanna သူ့ရဲ့ fashion ကလေးအရန်ကြိုက်တယ်သူကအစိုးရမှာတင်မဟုတ်ဘဲနဲ့သူ့ရဲ့ fashion အားလုံးကစောင့်ကြည့်ကြတာဟုတ်တယ်အဲ့ဆိုတော့ဆိုင်းလူဆိုရင် င်ဒီ Rihanna နဲ့အဲ့လိုမျိုးသူဆိုလဲ main လေးလည်းအရင်ကြီးမဆန်ဘူးသူရဲ့နည်းနည်းအဲ့လိုမျိုး body vibe ပေါ့အဲ့ body နဲ့အဲ့လိုနှစ်ခုကိုအဲ့လိုမျိုးရောလိုက်တာဆိုင်းသူကသူ့စီကနေအဲ့လိုမျိုးအငြင်းနဲ့ကြည့်ဖြစ်တယ် inspire ယူတယ်ပြီးရင်တချို့ဒီ model တွေ Giselle ဆိုလဲသူ့ရဲ့ fashion post တွေတို့အဲ့ဒါတွေဆိုဆိုင်းသူအငြင်းနဲ့တော့လေ့လာဖြစ်တယ်အဲ့လိုလေ့လာဖြစ်ပြီးရခါမှာကိုလဲကိုရှောက်တဲ့ခါကျရင်လည်းကိုဘယ်လိုမျိုး ပြန်တင်အကောလုံးကတင်ယူရတာပဲဆိုင်းလူလိုလည်းတင်ယူနေသေးပဲပေါ့နော်အများနဲ့တော့ perfect တော့မဟုတ်ဘူးအဲ့လိုမျိုးအများနဲ့လေ့လာနေရကိုယ်ကလည်းအများမွန်မှန်နေရဟုတ်တယ်အဲ့လိုလေ့လာနေမှလည်းဟုတ်တယ်နော်ဘာလို့ဆိုကိုနဲ့ကိုနဲ့သက်ဆိုင်နေနေပဲဒီနေရာမှာလူတယောက်ကအမ်ရက်နေလို့မရဘူးနေရာတစ်ခုဆိုတာလည်းဘယ်သူမှကိုယ်ကိုလာပေးထားတာပေါ့ကိုကိုရိုင်းကဘလောက်ထိ power ရှိလဲဘလောက်ထိလူအသုံးဝင်အောင်ကိုဘလောက်ထိစူးစမ်းထားလဲဆိုရယ်ဒါကိုကလည်းနေရာတစ်ခုမှရှိနေမှာ လူတွေကကိုယ့်ကိုအသုံးချချင်တာလေဟုတ်တယ်ဟုတ်တယ်ဘာမှမတတ်တဲ့လူကဘာမှမသုံးဘူးလေဟုတ်တယ်လင်းရောအဲ့ဒါရောလင်းရဲ့ လက်သုံးစကားပေါ့ဟုတ်တယ်ဟုတ်တယ်ပြီးတော့ဆိုင်လို့ဆိုလို့ရှိရင်အမတို့နိုင်ငံမှာရှိရဲစူပါမော်ရီထဲမှာတကယ် top 10စီးဝင်တယ်မှာပါတာအမတို့ပြည်သက်အနေနဲ့လည်းသတ်မှတ်ပါတယ်ဆိုတော့အရင်လည်းသဘောကျနောက်တစ်ခုကအခု moral log မှာလည်းကိုကနေရာတနေရာကိုရယူနိုင်ထားတယ်အခုဆိုလို့ရှိရင်တရုတ်ဆောင်ဘက်ကလည်းကျိလန်းနန်းနေရဆိုတော့မသိကျင်တာမဆိုလို့ရှင်ဆိုင်လူတို့ဒီကချင်တိုင်းရင်သူတိုင်းရင်သားပုံစံလေးနဲ့စကားပြောတဲ့လေတန်လေးရဟန်လေးရအယမ်းချစ်တယ်ဒါပေမဲ့ကိုတကယ်တရုတ်ဆောင်တဲ့ခါမှာကိုရဲ့ဒီဘာသာစကားဟာကကိုအတွက်ဘယ်လိုခေါ်မလဲအားတစ်ခုဖြစ်စီတာဒါမှမဟုတ်လို့ရှင်တစ်ခါကျအခက်ခဲဖြစ်စီတာဒီမှာလေ ဆိုင်လူကတော့အဲ့လိုမျိုးအခက်ခဲလို့တော့မတတ်မှတ်ဘူးဆိုင်လူကတော့တိုင်းရင်းသားစီမှာတော့အဲ့ accent တော့ရှိတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီ ghost style လေးဖြစ်နေတာ ghost style လေးပေါ့အဲ့ဒီ accent ကိုပဲဆိုင်လူကဒီဟာကိုပဲအဆင်ပြေအောင်ပေါ့နော်ပြန်ပြီးပြစ်လိုက်တာကိုယ့်ကိုယ်ကိုအဲ့လိုမျိုးဟိုအခက်ခဲရင်တော့တော့ကိုယ့်ကိုယ်ကိုနည်းနည်း insecure တော့ဖြစ်တာပေါ့ဘာလို့ဆိုစကားအပြောဆိုမှားဝါမှလည်းကြောက်တယ်ဒါလေးကြိုင်အဲ့လိုမျိုးရှိရခါဆိုဒါပေမဲ့နောက်ပိုင်းတော့ဆိုင်လူစီမှာ insecure တိတ်မထားတော့ကိုယ့်ကိုယ်ကို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 ပဲကိုတေချာအကောင်းဆုံးပဲ ခံယူလိုက်တယ် confident ကိုပဲအဓိကပေါ့နော်အဓိက confident မှာ confident ရှိရင်ပဲရမှာအလုံးနိုင်သွားပြီဒီ confident ကလည်း over မဖြစ်ဖို့လိုတာပေါ့နော်အဲဟုတ်တာပေါ့အဲ့ဒါတော့မှန်တယ်နော်ပြီးနောက်တစ်ခုဆိုင်းလူအခုရုပ်ရှင်ရိုက်ပြီဆိုရင်ဆိုင်းလူအခုစားရပြီးတော့ဇလန်ဒရလေးစားရပြီဆိုရင်ဆိုင်းလူအာကိုကိုကိုပေါ့နော်ကိုအရိုက်ချင်ဆုံးမှာထားပါတော့ van ကိုရိုက်ချင်တာလား မဒရမာကိုရိုက်ချင်တာလားမမလို့အဲ့လိုမျိုးဒီဟာတာကော်မတီလိုမျိုးပြောပြောရှိရှိနေတဲ့လူတွေအဲ့လိုမျိုးရိုက်ချင်တာလားဖန်စီဇလန်မျိုးကိုတယုတ်ဆောင်ချင်တာလားခရိုက်တာတွေကမျိုးစုံရှိတာဆိုတော့လေအဲ့ထက်မှဆိုအဲဆိုင်းလူအနေနဲ့လှုပ်ချင်တဲ့ခရိုက်တာဆိုရင်ဘယ်ဟာမျိုးကပိုရှိလဲပြီးဘယ်ဟာကလည်းခက်ခဲမယ်လို့ထင်လဲပေါ့အင်းဆိုင်းလူဆိုရင်ဒီရုပ်ရှင်ဆိုရင်ပေါ့နော်ဆိုင်းလူဆိုရင်ဒီ Emma Stone လိုမျိုး character လိုမျိုးကြိုက်တယ် Emma Stone ရဲ့ပြီး Angelina Jolie လိုမျိုးလုံးဝ strong 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 ဖြစ်တဲ့ woman ပုံစံလိုမျိုးပြချင်တယ်အဲ့လိုမျိုးလေးတွေတော့အဲ့လိုမျိုး character ရိုက်ချင်တယ်ဒါမှမဟုတ်ခဏပြောလို့ပဲဒီ drama ကိုမှလေလုံးဝဆိုင်းလို့လည်းမတူတဲ့ drama လိုမျိုးလေးနောက်တစ်ယောက်ဖြစ်ချင်နောက်တစ်ယောက်ဖြစ်ချင်တယ်အဲ့လိုမျိုးလေးလည်းရိုက်ချင်တယ်တက္ကရာတာအစ်တည်းဟုတ်ကဲ့အဲ့တော့ရုပ်ရှင်ရိုက်တဲ့အခါမှာက drama လည်းခက်တယ်ဟုတ်တယ် အဒီဗန်လောက်တဲ့ဟာလည်းအရန်ကိုခတ်တယ်ဒီဟာတာကိုခတ်တယ်อืมလူတရားကိုရီအောင်လောက်ပါလေအရန်ခတ်တယ်အဲ့လိုမျိုးဆိုတခါကျရင်လူတွေအခုဆိုလင်းတို့ဒီမှာဒီအစီအစဉ်လာရင်တော်တော်များဆိုဒရမာကိုပိုင်ကြရတယ်เนาะဟာတာမပိုင်ဘူးသူတို့ဟာတာကိုကြောက်ကြတာလေဆိုတော့အဲ့အားရရလည်းခတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟာတာလေအဲ့လိုမျိုး talent ရှိမှပဲရမှာပေါ့နော်ကိုကိုတိုင်းလေလူများပေါ့ဘယ်လိုမျိုးရည်အောင်လုပ်နိုင်ပေါ့ပုံမှန်လေလို့ပေါ့ပါအရန်နေတတ်တဲ့သူမျိုးအဲ့လိုမျိုးဆိုတော့ဆိုင်းကတော့ဒါ တရုတ်ဆောင်လောက်ကရယ်ကိုစတင်နေပြီဆိုတော့ကယ်မီရုပ်ထုကြီးနဲ့လည်းဘယ်တော့မြင်ရမလဲပေါ့အကြမီပေါ့ကြာပြောပေါ့အကြမီမြောပေါ့တရုတ်ဆောင်လည်းတတပြီးတော့ညီမလေးခုနမော်ဒယ်ဘန်ဘိုင်းနဲ့ပတ်သက်လို့လဲဆိုင်ကအမြင်နဲ့လေ့လာနေရတူဆိုတော့အခုလိုအက်တင်ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေ့လာမှုတွေရယူလဲဒီအက်တင်ဘိုင်းဆိုဆိုင်လူကတော့ဒီအခုဆိုရင်အားလုံးဘေးနားမှာရှိတူအကောင်လုံးကတင်စရာမြင်စရာတွေပဲအားလုံးသူတို့ဘယ်လိုမျိုးတရုပ်ဆောင်လဲဘယ်လိုမျိုး ယူကြလဲပေါ့အဲ့လိုမျိုးအရင်ကြည့်တယ်ပြီးတော့စိုင်းတူကလေအရင်ကတည်းကနေရုပ်ရှင်အရင်ကြည့်ရတဲ့မှာပါတယ်ရုပ်ရှင်ကြည့်ရုပ်ရှင်ဟိုတော်တော်ကိုအဲ့လိုမျိုးအရင်ကြိုက်တယ်အဲ့လိုအနုပညာနဲ့ပတ်သက်ပြီးတော့အကုန်ကြိုက်တာတချင်းသားထောင်ရတာလည်းအရင်ကြိုက်တယ်ပြီးရုပ်ရှင်ကြည့်ရတာလည်းကြိုက်တယ်ပြီးတော့လိုမျိုးပကြီဆွဲရတာလည်းစိတ်ဝင်စားတယ်အနုပညာအနုပညာအနုပညာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဂီတာတီးတာရောပီယာနိုတီးတာရောကြိုက်တာအာပီယာနိုရောငယ်ရောတော့ဒီတင်တော့တင်ဘူးတာပေါ့ဒါပေမဲ့တချင်းသားထောင်ရတာပိုကြိုက်တယ်ပိုကြိုက်တယ် mà nó tỉ nhỉ nó cùng nồng ừ. nó vợ ဒီတော့ကဘေးကကျမသိတယ်ဟုတ်တယ်သိတယ်ခက်နေစခင်ဆိုတော်တော်နော်လင်းနဲ့အဆုံနဲ့အဲ့အပွဲမှာလည်းအဲ့လည်းသွားကြတယ်ဟုတ်တယ်ငွေဆောင်နေမှာနော်ငွေဆောင်နေရောပါအတူတူသွားကြတယ်အရင်ကျမတို့အစားတလိုင်းဟုတ်တယ်လင်းဆိုရင်အဲ့ကနကိုလင်းစားတယ်အဲ့လည်းအရန်စားတယ်စိုင်းကအရန်စားတယ်အဲ့လည်းငငယ်တော့ကဘလောက်စားစားမဝတာ तू အခုလည်းအရန်စားတယ်အခုလည်းတော်တော်စားရတဲ့မှာပါတယ်အားကြလိုက်တာအားကြစရာတော့ခုအခုကဂျင်လဲလေးချင်းလဲပုံမှန်လောက်တော့နော်အတိတ်ကစိုင်းလို့သွားဆိုအဲ့လို balance ပဲအခုလည်းစားမယ်စားလဲစားတယ် တယ်ဥမာတငယ်ချင်းနဲ့ပျော်လားဆိုလဲပျော်တယ်ပြီးရင်ကိုလှုပ်ရှားရှိရလဲကိုလှုပ်တယ်အဓိက balance ပဲဟုတ်တယ်နော်အကုန်လုံးကိုတန်အောင်နေရမယ်တန်အောင်နေရမယ်ဟုတ်တယ်ပြဆိုင်လို့လေ model စလုပ်တဲ့အခါမှာလေဒီ model လောကတွေကိုစဝင်ဘယ် model ရမှမဟုတ်ဘူးပေါ့နော်ဘယ်နဲ့ပဲအသီးသီးတွေကိုပဲစဝင်စဝင်လူသစ်တယောက်နေနေအရန်ကိုခက်ခဲတယ်လို့လင်းကတော့မြင်တယ်အလင်းကိုယ်တိုင်လို့လည်းမိကလောကရဲ့စာဝင်တော့အရင်ခက်ခဲခဲ့ရတဲ့အတိုက်ခိုက်တွေလည်းရှိရသောဆိုင်းလိုဆိုအနုပညာလောကဆိုရင်ပုံများမှာပေါ့ အာရန်ကိုဟဲ့လာပါလာပါရောက်နေဒီနေရာမှာပဲရောက်နေဒီနေရာမှာကအဲ့လိုမျိုးဆိုပြီးနေရာပေးခံရတာမျိုး ਨੇ ကြုံဘူးလားဒါမှမဟုတ်အာဘယ်လောက်ထိစ조사ခဲ့ရလဲပေါ့ဒီကိုဒီလိုနေရာတစ်ခုရဖို့အတွက်ကိုကိုရဲ့ power ဘလောက်ထိဘလောက်ထိကိုသူများတဲ့စ조사ခဲ့ရလဲအဲလူမျိုးရေးပိုင်းမှာရောအဲကိုကိုဘလောက်ထိလူတွေကအဲကုညီတဲ့သူကများတာလားဒါမှမဟုတ်ကိုကိုကိုမင်းရဲ့စ조사ပြီးတက်ခဲ့ရတာလည်းသိချင်တယ် ဟုတ်အာဆိုင်လူဆိုရင်အရင်တော့ဆိုဒီ miss ပွဲတွေလေ miss ပွဲကနေဖြစ်လာတော့ဒီ magazine ခစ်တဲ့ကနေဆိုင်လူတို့ကဒီဂျာနယ်ကိုဂျာနယ် magazine ဆိုတော့အဲ့ကတည်းကနေတော့စူးစမ်းခဲ့ရတာပေါ့နော်အရင်တော့ဆိုရင် magazine cover ဖြစ်ဖို့ဆိုတာလည်းအရန်ဟုတ်တယ်ဒါစိတ်ကူးရင်ရတာเนาะဟုတ်တယ် magazine cover ဆိုတော့ဒါပေမဲ့ဒီဆိုင်းလို့ဆိုရင်လည်း magazine cover တွေတော့ဖြစ်ခဲ့တယ်တကယ်ကိုအဲ့လိုမျိုး အရင် blessing blessing နဲ့ရတယ်ပြီးရင်ဒီ show ပွဲတွေမှာဆိုရင်ဆိုင်လူဆိုရင် freelance ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်အခက်ခဲဆိုလမ်းတွေမလျှောက်တတ်သေးဘူးပြီးတော့လုံးဝအဲ့လိုမျိုးအစိမ့်သက်သက်ကနေဝင်လာတော့လေဘယ်လို show ရှောက်လို့ကိုယ့်အတွက်ဘယ်လိုလဲဆိုတာမသိသေးဘူးပြီးတော့ဆိုင်လူစီမှာအကုန်လုံးအာသာချက်ကအိုးနေအရက်ရမ်းရှည်ရယ်ပေါ့အားလုံးအရက်ရမ်းရှည်ရပြောကြရတယ်ဟို model model ဖြစ်လို့ရတယ်ပေါ့အဲ့နဲ့ဒီအရက်ကိုကိုကလုံးဝအဲ့လိုမျိုးကိုယ့်ရဲ့အာသာချက်အနေနဲ့ပြန်သုံးတာ ်ဘယ်မျက်နှာတိုက်လာလဲအရင်ကဆွေ့ဖြစ်တယ်ဟုတ်တယ်မဟုတ်ရင်လည်းသတိထားမိအခုအခုကပိုလာတာပေါ့ elegant ဖြစ်သွားတယ် make creation နေလင်းရင်လည်းသူနဲ့ကအရန်ကိုနောက်တစ်ယောက်ဖြစ်သွားတယ်ဟုတ်တယ် make ဆရာမတော့လင်းတော့အရန်ချိန်တယ်သူမျက်နှာအရန်ချိန်ဘလို့ချဲချဲသွားဟိုမျက်နှာလေးကိုနှုတ်ချင်တာလားဒီလိုမျိုးဟို transport ဘလောက် transport လောက်လုပ်ချင်လဲပေါ့နော်အဲ့ဒါအစလုံးလို့ရတဲ့သူရဲ့မျက်နှာပေါက်မျက်နှာပေါက်ကြီးဆိုတဲ့အခါကျတော့ဒါကြောင့်လဲဒါ စူပါမော်ဒယ်ဖြစ်တာပေါ့နော်မျက်နှာတွေမျက်နှာရိုးတွေမျက်နှာတွေလို့ပုံစံအင်းနဲ့ကြတော့လေဘာလိမ့်လိမ့်တော့ရုပ် change မဖြစ်ဘူးဆိုရင်အဲ့အဲ့လိုမျိုးကြတော့လေလူက big artist တော့မများမှာကြတော့အဲ့တော့ဆိုင်းလူက model show တွေမှာဖြစ်ဖြစ်အာနောက်ဆုံး make up ဒါ the creation မိုင်းနေ big artist တွေကြိုက်ကြတဲ့ရုပ်မျိုးဆိုတော့ပိုပြီးလူတွေအားလုံးသတိထားမိလာတယ်လို့ထင် model model ဆိုရင် make up look တွေကလည်းလေဆန်းလို့ဆိုရင် လာဖို့မလိုအပ်ဘူး model တွေဆိုရင်စမ်းလို့လို့ဒီ show ပွဲတွေပဲဖြစ်ဖြစ်အဲ့ editorial photoshoot ပဲဖြစ်ဖြစ်ဆိုရင်သူတွေရဲ့ season နဲ့ဟာမှာကိုရီးယားလက်ခံနိုင်ရမယ်။ဒါကြောင့်ရင်အဲ့လိုမျိုးဟိုချိုးချိုးတူရရှိရပေါ့နော်။အိုးဒီလိုမျိုးမချေချင်ဘူးဒီလိုမျိုးမလိမ့်ချင်ဘူးအဲ့လိုမျိုးဟာရရှိတယ်။အဲ့လိုမျိုးကတော့ကိုရီမှာရွေးချယ်လို့မရဘူး။မရဘူး။အဲဆန်းလိုလို model ဆိုရင်ဒီလိုမျိုး make up look လိမ့်ရမယ်ဆိုရင်လည်းအိုးโอเคရတယ်။ အဲ့လိုမျိုးရှိရပါတော့။အကုတ်ကုတ်ကိုအယုတ်တယုတ်လို့ပဲသဘောထားလိုက်တာ။အဲ့လိုပဲသဘောထားရတာ။ဟုတ်မော်ဒယ်ကြတော့ဒီလိုပဲသူတို့ရဲ့ဒီဥမာလင်းလင်းတို့ဆိုရင်မိတ်ကပ်ကိုပြချင်တယ်ဆိုရင်စန်းတို့တို့ကမိတ်ကပ်ကိုအဓိကပြဖို့ပဲ။တကယ်ဟာရဘာမှမဆိုင်ဘူးပေါ့။ဥမာ fashion show ရှောင်မယ်ဆိုရင်လည်းဒီဇိုင်နာသူတို့ရဲ့ fashion ကိုပြရမှာ။ look တစ်ခုကိုအားလုံးကိုပြထားပြီးသားဆိုတော့ ကိုယ်ရမှာရွေးချယ်လို့တော့မရဘူးပေါ့အဲ့ဒါရေးရှိကိုယ့်ရဲ့စိတ်ထားတတ်ဖို့နော်စိတ်ထားတတ်ကိုယ့်ရဲ့ career life ကိုမော်ရယ်ဆိုလို့ရှိရင်ဒါတောင်ဆက်တွဲဒီလိုမျိုးအချက်လေးတွေကိုလက်ခံနိုင်ရမယ်လက်ခံနိုင်ရမယ်ဟုတ်တယ်ဟုတ်တယ်အဲဆိုင်လူဟာတခုလေအဲ့လိုပေါ့မော်ရယ် show တွေရှောက်ပြီဆိုရင်အဲ့လိုရှေ့နောက်ကရက်တွေရမ်းရှိကြတာလေမော်ရယ် show မှာလည်းသိကျွန်တော်တို့ကသိရှေ့ရှိရယ်အဲ့လိုရှေ့နောက်ရှေ့အဲ့လိုမျိုးကရက်တွေပါဆိုဆိုင်လူအဲ့လိုမျိုးမော်ရယ်မျိုးကအဲ့လိုပေါ့နော်ဆိုင်လူကြုံခဲ့ရဘူးလားပေါ့อืมဟိုဒါတော့ဘုံမှန်တယ်ကိုယ့်ရဲ့ကိုဖြစ်ခဲ့တဲ့ အဲဒီဖြတ်တန်းခဲ့တဲ့ live တစ်ခုနဲ့ပေါ့နော်ရှိရကွာကျွန်မတချို့တွေဆိုရှိရကွာဆိုင်းလူဆိုအဲ့လိုမျိုးတောင်းတမှုရှိဘူးလေကျွန်မဘရားထွက်ရမှာတော့ညားထွက်မှာဆိုလင်းတို့နဲ့ show ပွဲတွေစုံတဲ့အခါမှာ ਈ ဆိုရင်ဆိုင်းလူအဲ့လိုမျိုးလင်းကြုံခဲ့တဲ့ model တွေလည်းကြားမှုတွေမြင်မှုတွေတွေ့တယ်ကိုရီးယားအတွေ့အကြုံညာဆိုရင်အဲကျွန်မတို့နောက်ဆုံးက track channel တို့ရှေ့ဆုံးကအဲ့လိုမျိုးဆိုင်းလူတို့မှာအဲ့လိုမျိုးစိတ်မရှိဘူး အာဆိုင်လူဆိုလဲဆိုင်လူဆိုလဲဒီဇိုင်နာတွေကလည်းဆိုင်လူဟို respectable အနေနဲ့ဆိုင်လူကိုလည်းနေရာတနေရာတော့ပေးကြပါတယ်အဲ့လိုအဲ့လိုမျိုးလို့ပဲတတ်မှတ်လိုက်တယ်ပြီးတစ်ခါတည်းကြာရင်ဒီဇိုင်နာတွေကလည်းသူတို့အင်ကြီးကြောင်းလဲဆိုင်မယ်သူတို့အင်ကြီးက color နဲ့ခွဲထားတယ်ဆိုတော့သူတွေကကိုနဲ့လိုက်မဲ့ဟာကိုရွေးထားပြီးသားလေအဲ့ခါကျရင်ကိုကอืมตั้วပြီးတော့ညှိလို့လည်းမမရဘူး။ဟုတ်။အော်အဲ့တော့ဒါအရှောင်းလို့ရှင်ကို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 ထွက်လာပြီဆိုတော့ကို blouse ဒီ performance လုပ်နိုင်မလဲဆိုတော့အားမျိုးပဲ။ စိတ်သွင်းရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးအဲ့လိုမျိုးကနည်းနည်းရှိတော့အဲ့လေးကြည့်တာပါကိုယ်လည်းမော်ရယ်မဟုတ်တော့လေလေးကြည့်တာစသကြည့်တာဟုတ်တယ်မော်ရယ်လေးဆိုင်းလို့အရင်သဘောကြားတယ် TikTok video တွေမှာလည်းအမှအမြင်ရင်းကြီးပြတယ် TikTok Instagram တို့ပါဆိုအမှ follow လုပ်ထားတယ်အမှ Instagram မှာလည်းမြင် follow เนาะအဲ့တော့ဒီလောက်လာတဲ့ main clear ကအခုချိန်ထိဘာကြောင့်အင်းနာမပြုတ်သေးတာလဲတယောက်ထဲဘာကြောင့်ဖြစ်နေရလဲဆိုတာလေးလည်းသိချင်တာချစ်တတ်တယ်လေဖြေထားတယ်ချစ်ယူဆိုလာပါဆိုလာအေးဟာ ကဲကဲကဲကျင်းနှစ်ချက်တော့မလားအေးဟုတ်မလားဖတ်တုတ်စားစင်လားဖတ်တုတ်စားစင်လားဘာလို့စားစင်နေရလဲဖတ်တုတ်လေးပဲတို့ကြွေးရမှာလေချစ်ချောင်းပြောပြီးမှစားမယ်ချစ်ချောင်းပြောမှချစ်ချောင်းကသင်းကိုပြပြလိုက်သင်းကမချစ်တတ်သေးလို့အဲ့ဒါပါမင်းနေဩ ်အလုပ်ကိုလောက်ကြောင်းလောက်စတန်ကြာဒီလောက် fashion ဖြစ်ပြီးတော့ဟိုမသိချင်အောင်ဆောင်ရလဲအမလေးကြော်သွားပြီဟာနောက်တစ်ခါတက်ပြီဟာကြော်သွားကြည့်ရကြော်သွားကြည့်ရအဲ့လိုမျိုးတက်တက်လုံးအပြူကြီးပဲလောက်တော့မှာလားအဲ့ဒါကိုသိချင်ကြရတယ်ပြိတ္တာတွေပြောရပါတယ်ပြိတ္တာတွေလောက်မှာလားအပြူကြီးပဲလောက်တော့မှာလားကို့အတွက်ကိုအဲ့ perfect ဖြစ်တဲ့သူတရားမတွေ့သေးဘူးလားဗော right person လို့ left person လို့မတွေ့သေးဘူးလားဟုတ်ရင်ဟုတ်မှာဗောနော်ဟုတ်ရင်ဟုတ်မှာဗောနော်ပြူကြီးတော့မလောက်ဘူးပြူကြီးတော့မလောက်ဘူးဗော ဟာဆိုင်လူအနေနဲ့ဆိုရင်ဆိုင်လူကအခုခဏပြောလို့ပဲလေကိုဘာကြိုက်တက်လဲဆိုတော့ကိုကအတိတော်ပြီပြီးရင်ကိုကိုကိုဘလိုမျိုးလူလဲဆိုတာလေကိုကိုတိသွားတဲ့အတွက်ကြောင့်မလို့အရန်အနေနဲ့မရွေးချယ်ရတာနည်းနည်းပို့ပြီးခက်ခဲသွားတယ်ထင်တယ်ပြီးတော့ relationship တခုပြီးသွားတိုင်းပေါ့နော်ကိုအကြောင်းကိုပို့တိလာတယ်အဲ့လိုမျိုးပေါ့နော်ပြီးရင်ကိုအကြောင်းကိုပို့တိလာတော့ကိုဘာလိုချင်လဲကိုဘလိုမျိုးသူမျိုးလဲဆိုတာလေတိရဲ့အတွက်ကြောင့်မလို့ပါ အကြမ်းလို့အခုချိန်ကြီးရောမတွေ့သေးဘူးကိုကိုပဲချစ်နေရောအဲ့တော့အေးပေါ့ single ကိုကိုပဲတည်နေရောကိုကိုပဲချစ်နေရောချစ်နေရောပေါ့ဆိုတော့အဲ့ကြောင့်မှန်ပါရဲ့လောကမှာလူတိုင်းကိုကိုကိုချစ်တယ်ဆိုတာကိုကိုတော့ချစ်ရမယ်ကိုကိုချစ်မှလူများတွေကတမိုးထားမှာတမိုးထားမှာဟုတ်တယ်ဟုတ်တယ်အဲ့ဒါဟုတ်တယ်အဲ့ဆိုရင်ဒီမှာလည်းကျွန်မလည်းရရရရရသူချစ်တော်ရှာမယ်ထင်တယ်နော်ကိုချစ်တဲ့သူချစ်ကိုကိုရှာ ကားဟုတ်တာပေါ့အာတစင်းကဝေးဝိုက်ပြီးတာတော့ဝေးဝိုက်ဒီမေးရတော့ဟဲ့သူချစ်သူမေးဟဲ့သူချစ်သူမရှိတိုင်းဝေးဝိုက်ပြီးတာတော့တစင်းမေးရမှာအစ်ကိုမေးရမှာမေးပါတော့လို့မရဘူးတစင်းမေးရမှာမေးလို့မရဘူး guest ကနေလာ special request တဲ့ one question နဲ့ဟုတ်တယ်အဲ့ဆိုတစင်းအတွက် experience ကိုလို့လေတကူကြီးကတော့မလေးအာဝင်ပါတော့ဝင်ပါတော့ကဲကဲအချင်းကြောက်ပြီးတော့ပြန်လာအဲ့လိုပြန်ကြောက်လိုက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 ်ကြောက်ကြောက် အဲ့တော့ဟို TikTok တွေဆော့ရင်အရင်တော့ဖေဖေနဲ့ဆော့တာတွေတွေ့ရလားဟုတ်တယ်အခုတော့မဆော့တော့ဘူးလားအဖေကိုပြန်ခေါ်ဖို့ပြန်ပြောတဲ့ခါမှမတူရဲအဲ့တခုရိုက်ပြီးွားပြီပေါ့အဲ့တခုကအရန်ပောက်သွားတဲ့အတွက်ကြောင့်မလို့လေနောက်တစ်ခေါက်တည်းအဲ့လောက်ထိသူဩပြန်မလုတော့ဘူးပေါ့မလေအရန်ချေတယ်အနိုင်နဲ့ပိုင်တာအရန်ချေတယ်ဆိုင်းလို့ပါအဖေကိုပြောပေါ့ထက်ရရအောင်ပေါ့ ဖဖေကအဲ့လိုလေလူငယ်လေးလို့ပဲဒီလားဆိုင်းလို့လေ TikTok တွဲတော့တယ်လေအဲ့ဖဖေကအဲ့လိုဝါသနာပါလားအဲ့လိုမျိုးဝါသနာပါတယ်အနုပညာဝါသနာပါတယ်ဟုတ်ပါရှိရလားမရှိဘူးအာအနုပညာမျိုးရောမရှိဘူးဒီဒီမရှိမရှိဘူးပေါ့နော်ဟုတ်ပါလေဆိုင်းလူတို့အမှန်တမ်းပြောရင်ဒါဆိုင်းလူတို့ဒီ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  model လောကမှာဆိုရင်ဒါကချင်လူမျိုးတော်တော်များများက model ထဲမှာဆိုတနည်းလေးများတယ်နော်ဒါပေမဲ့လင်းရဲ့ သုံးသက်ချက်အရာဆိုအဲ့ထက်မှာသူတို့တယောက်နဲ့တယောက်ကိုအရန်ကိုကူညီတယ်ဟုတ်တယ်အဲ့ဒါပဲတယောက်နဲ့တယောက်ကိုဖေးမရလက်တွေ့ဖေးမရလက်တွေ့ကွာတိတ်ပြီးတော့လို့ကတုံးကတိုက်တုံးချပြီးတော့နေနေခဲ့လိုက်တော့နေတော့မျိုးမရှိဘူးအဲ့လိုနဲ့ကြီးကြီးနိုင်နိုင်နဲ့ဟဲ့ဒါလေးတော့ဒီလောက်နဲ့အကုန်ဆင်းပြအားလုံးအဲ့လိုမျိုးသူတို့ကအရန်စီးလုံးတယ်လို့လင်းလင်းအမြင်ပေါ့နော်လင်းတို့ကလည်းမိုင်းဆန်ရှင်မာတွေကဒီလို model လောကနဲ့လည်းမိုင်းဆန် fashion show တွေလင်းရအောင်ဆိုတော့လင်းတို့ မိုင်းဆန်နောက်က assistant နေဆိုတော့မင်းတို့လိုက်ခဲ့ရဆိုအဲ့ထက်ကြည့်ရဆိုရင်ဒါအရန်စီးလုံးတယ်လို့ပြောလို့ရလားဟုတ်တယ်ဆန်လူအဲ့နေကိုတွေ့ရကိုတွေ့ဆိုရင်ဆန်လူတို့အပြင်တယောက်ပေါ့နော်ကချင်တယောက်တွေ့ရင်အဲ့လိုလို automatic ရင်းနှီးသွားပြီအောက်ကချင်လားဆိုရင်ကချင်လို့လို့အချင်းချင်းပြောရင်းနဲ့အဲ့လိုတိတ်မမကချင်နေအားလုံးကလေ ပြောရမယ်ဆိုရင် အမျိုးနာမည်ရှိကြတယ်။ဆိုင်းလို့ဆိုရင် M M ပေါ့နော် M ဆိုရင် M က Marib အမျိုး။အော် Marib အမျိုးရှေ့ကနာမည်အကုန်လုံးအမျိုးပေါ့။အဲ့ခါဆိုကချင်ချင်းချင်းတွေ့ရင်အော်ဘာအမျိုးလဲအင်းဆုံးမေးကြတယ်။ဆိုင်းလို့လူမျိုးပေါ့နော်။တကယ်လို့အမျိုးဆိုရင်အကယ်လို့အမျိုးတူတယ်ဆိုရင်တော့ဆိုင်းလို့ကမောင်နှမတော်ပါပြီ။အော်ပြီးရင်တချို့ကချင်အချင်းချင်းအမျိုးတွေဆိုရင်ဥမာယူရတဲ့အမျိုးတွေလည်းရှိတယ်။အော်အဲ့လိုမျိုးဆိုတခါတလေကြာရင်လည်းအဲ့လိုမျိုးသူတို့ဘာအမျိုးလဲဆိုရင်သူတို့ပြောလိုက်တဲ့အမျိုးနဲ့ကိုယ်တွေဆိုရင် အာဆိုယူလို့ရတာပဲ။ ဲအဲ့လိုမျိုးတွေလည်းရှိတယ်ဟုတ်ကဲ့တွေးထွေးကြတာပေါ့နော်သူတို့အချင်းချင်းလည်းပို့ပြီးတော့ပြီမှာကြတယ်ဟုတ်တယ်အဲ့ဒါတခုတော့လည်းမြင်မှုဟုတ်တယ်ဟုတ်တယ်ဒီလေစားတော့ဆိုအကချင်းဆိုလင်းအထက်မှာတကချင်းချက်သားသူကကချင်းတကချင်းချက်ချက်ရဲ့တိုက်တာဟုတ်တယ်ဟောလေးနောက်တစ်ခုလေးဟိုဆံပြုတ်ဆံပြုတ်อืมอ๋อจัสซันจัสซันลอจัสซันลอแล้วเองก็ได้เนาะแล้วซ่าลูกก็ได้เนาะก็คืออสาสมัครเลยเฮลตี้ปูဖြစ်တယ်ဟုတ်တယ်အခုကစီလဲနေစီစီမပါတာတော့မတုံးကြအောင်ဟုတ်တယ်စီကမပါတာเนาะစီမတုံးကြအောင်မပါတာတော့ဟုတ်တယ်ဟုတ်တယ် ဆက်ဆက်လေးနဲ့လေးဆက်ဆက်လေးချက်တော့မကြွေးဘူးဘယ်ဝယ်ကြွေးမယ်ချက်တော့ဝယ်ကြွေးမယ်ချက်မကြွေးဘူးချက်တော့ဘယ်ဝယ်ကြွေးမယ်ချက်ကျွမ်းလားဆိုင်းလူကအာဆိုင်းလူအရင်ကကိုယ့်ကိုယ်ကိုပေါ့နော်အဲ့လိုမျိုး hidden talent မတိလိုက်ဘူးဒါပေမဲ့ဆိုင်းလူဟင်းစားချက်တော့ကိုယ့်ကိုယ်ကိုဟင်းအင်းချက်တတ်သွားတတ်သွားတယ်လက်စိတ်ရှိရလေးအဲ့ဒါချက်ဖို့ skill ကိုယ်မှမသိရင်နော်ကိုယ့်ကိုယ်မတိလိုက်ဘူးငယ်ချင်းတော့ဟင်းချက်ကြွေးရတာကြိုက်လား ကြိုက်ဘူးလေထင်းချက်တယ်ဆိုတာအမနော်ချစ်ချင်းမေတ္တာနဲ့ချက်တာပူကောင်းတယ်တကယ်ချင်းပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့အဲ့တော့ထင်းချက်လဲတော်တယ်ဆိုတော့ဟိုပါလေအဲ့လိုထင်းချက်လဲအဲ့လိုအချစ်တေးစေတနာရီနဲ့ချက်ချစ်ချင်းမေတ္တာနဲ့ချက်တာအဲ့လိုချက်တာလေအဲ့ခါကျမှစားကောင်းတာအဲ့လိုမျိုးကိုအဲ့လိုအချစ်တေးနဲ့မေတ္တာအပြည့်နဲ့စေနာအပြည့်နဲ့အဲ့လိုဟင်းဒီပါချက်ကျွေးရမဲ့သူရောရှိပြီလား မရှိတော့ရှိဘူးလေမရှိတော့မရှိတော့ဘူးလေမရှိတော့မရှိတော့ဆိုတော့ဘောပေါက်တာပြီးပါပြီကွတ်ကွတ်ပြီးပါပြီမရှိတော့အဲ့မတို့ချက်ကြည့်မတို့တော့ရှိမယ်တကယ်ချင်းတွေတည့်ရဲ့အလိုမျိုးပေါ့အင်းချင်းကြောင်ပြင်းပြရပါချင်းပြင်းပြရပါပြင်းပြရပါတိုင်းချင်းဟုတ်တယ်လက်ဖက်တုတ်ကပို့လို့လေလက်ဖက်တုတ်တော့လင်းလဲပြောနေတော့အဲ့ဒါစားပြစ်မှပြင်းပြစားမှာပါပါပါလီခင်းချင်းတွေဖာ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 လီမှာဘောပြီးဖာဖာဖာလီဟုတ်ပြီဒီစိမ့်ဒီစိမ့်တော့မလို့တုတ်တယ်လက်အိတ်နဲ့တုတ်တာဟုတ်ပြီเนาะကျွန်မကျွန်မကြည့်ထားတော့เนาะ ဲအဲ့တော့အခုဆိုင်လူရဲ့အကြောင်းလေးလက်ရှိဖြစ်တဲ့နေထိုင်မှုလေးမတို့အများကြီးပေါ့နော်ပြိတ္တတွေအတွက်လည်းမြင်မြန်ပြီးသွားပြီဆိုတော့ပြိတ္တတွေအတွက်ဆိုင်လူအခုထပ်ပြီးတော့ဖန်ပြီးမဲ့အနုပညာအကြောင်းလေး ပြောပြပေးပါအောင်ဇာလန်တွေလည်းပြီးပြီဆိုတော့နောက်တစ်ပါးရေးဖို့ရှိတယ်ဒါတွေဖန်တီးဖို့ရှိတယ်ဟုတ်အာစိုင်းလူပေါ့နော်ဒီအနုပညာနဲ့ပတ်သက်ပြီးတော့လည်းချပြစရာတွေတော့အများကြီးရောရှိတယ်ကိုယ့်ရဲ့ idea တွေကိုယ့်ရဲ့ဒီ content တွေပေါ့နော်ဥမာစိုင်းလူဆိုတချို့ဒီ content တွေဆိုရင်တော့ဒီ TikTok တို့မှ Instagram မှာတော့ကိုယ့်ရဲ့ content တွေတွေတော့အများကြီးတော့တင်တော့တင်ပြရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းလည်းဒီထပ်မကပို့ပြီးတော့ချပြဖို့ရှိပါတယ်လို့အဲ့တော့ဆက်လက်ပြီးတော့လည်းအားပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်အားပေးပါမယ်အားပေးပါမယ် ်ပြီးရင်လည်းဆိုင်းလွင်တဲ့ဟိုဘက်မှာခင်းစောပါကြပါမယ်နော်